အားလုံးမင်္ဂလာပါမြန်မာ Good Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့တာအေးနဲ့ကဝေပြန်ခင်မီအပိုင်းလေးကိုဆက်ရအောင်ပါဒီတော့ဇလန်းလေးကိုကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါအောင်ဗျာမိုင်းညွန့်နေတဲ့မိုးသားတိမ်လေးများကိုကြည့်ရင်လူရွယ်တယောက်ထမ်းမင်ကုန်ရွာလှေလံတိုင်လမ်းလျှောက်လို့နေပါတယ်မကြမီမိုးရွာတော်မယ်ဟန်ရှိတာကြောင့်သူဟာခက်မြန်မြန်ပဲလမ်းလျှောက်တော့လေမိုးဒီမိုးပေါင်းများစတဲ့ပြိုကျလာသည်ဖြစ်သည့်အတွက်အပြေးပိုင်းနဲ့လမ်းလျှောက်နေခြင်းမှာပဲသူ့ရဲ့နှောက်ကခေါ်ဆန်ချလိုက်တာကြောင့်လှည့်ကြည့်လိုက်ရာမိန်းကလေးတယောက်မှသူ့အာခေါ်နေသည်ကိုတွေ့လိုက်ရပါတယ်ကိုသားရဲ့ လာလာကျို့တော်ရင်ကပုံနေရဲ့တော့တော်ကြမိုးကကြီးလာတော့မှာ အော်လင်းနယ်ပဲလာပြီလာပြီရွာအဝင်လမ်းတွင်ဖြစ်တဲ့အတွက်လင်းနယ်တို့အိမ်နဲ့မွေးတီကိုအခုမှပဲတာရေးတတိထားမိခြင်းဖြစ်သည်ဒါကြောင့်သူလင်းနယ်နောက်သို့ခက်မြန်မြန်ပဲလိုက်သွားပါတော့တယ်သူတို့နှစ်ယောက်အိမ်အောက်သို့ရောက်တည်နေအချိန်တိုင်းပင်မိုးကတဲတန်စွာရွာချလာပါတော့တယ်။မိုးကလည်းဗျာအချိန်မဟုတ်အခါမဟုတ်။ဟုတ်ပါ။ဟိုဒန်းနဲ့ကိုသားကြီးကြားစိုးရွာကိုပြန်လာလား။ဟုတ်တယ်။အမခင်မေအလုပ်တစ်ခုခိုင်းလိုက်လို့လေ။ဟုတ်လား။ ဘာလုပ်လဲဟိုနေ့ကလင်းရွယ်ကိုရန်ရှာတယ်မြားရလေမှတ်မိလားဟိုအောင်းလန်းစရာမြားရလား ဟုတ်တယ် तू ကကျုံးနယ်ဆရာသူတွေပေါ့ဗျာအခုကျုံးရဲ့ဆရာနဲ့အမခင်မေကသူ့ကိုနှင်းနှင်းခိုင်းလိုက်လို့ဟမ်ဟုတ်လားကြားစိုးရသခင်မနှင်းနှင်းခိုင်းနေဆိုတော့မြားဆိုတဲ့ကောင်ပြင်းမလို့ပါဘူးဟိုကိုသားကြီးနဲ့တူတခြားဘသူတွေပါသေးလဲဗျာဟိုဘာပြောတာလဲဟိုမြားရကိုတိုက်ခိုက်မဲ့သူတွေကိုပြောတာလေကြားစိုးရအမတွေပါလာလို့ မပါပါဘူးဗျာကျုပ်တယောက်တည်းပဲသူ့ကိုလိုက်ရပြီနေနေမှာကုသားကြီးအဆင်ပြေပါမလားတခုခုဖြစ်မှာဖြင့်လိန်ရွယ်သည်သူမ၏စိတ်ထွေးတွင်ဖြစ်ပေါ်နေသည့်အရာများကိုပြောထွက်သွားလေတိုးပင်မဲ့တာအေးသည်ရိုးရိုးတန်းတန်းသာတွေးတတ်သူမို့တော်သေးသည်ဟုဆိုရပေမည်ကျုပ်တို့တော့မပူပါနဲ့ဗျာမြားရဆိုတဲ့ကောင်ကကျုပ်တို့တော့ငဲနိုင်မှာဗျဟိုဒါပေမဲ့ပေါ့လို့တော့မဖြစ်ဘူးနော်မြားရဆိုတဲ့ကောင်ကတိတ်ကိုကောက်ကြည့်တာစိတ်မပူပါနဲ့ န်းနဲ့အကြီးရောပဲသွားလဲဟိုအမေကတောင်ဝမ်းဟန်ဆုံးလောင်းကိုလိုအားသွားပြီလေလင်းတွေအီစကားကြောင့်တာကြီးအတော်အံ့ဩသွားရသည်အเจ้าမှာကဝေပညာသမားဖြစ်နေပြီသူတို့နဲ့လုံးဝမသက်ဆိုင်သောအလုပ်မှာဘာသာရေးအလုပ်ကိုခံယူထားသောကြောင့်ပင်ဖြစ်သည်သူထိုသောအံ့ဩနေသည်ကိုတတိထားမိသောလင်းတွေသည်ရင်းနှွေးချမ်းမကန်တဲ့သို့ရင်းနှွေးချမ်းကိုငှဲ့ထဲရင်စကားဆိုလာလေ၏ကိုတာကြီးဟာအမေခုလိုလောက်တာကိုအသေးပဲမရှိဘူးလို့ထင်နေမှာပေါ့ဟုတ်တယ်ကိုတာကြီးလည်းသိမှာပါ တချို့ပညာသည်တွေကမလို့ချင်မဲနဲ့ရခဲ့တာဆိုတာကိုလေဝမ်းတွင်းပါလာတာကိုပြောတာလားဟုတ်တယ်ကျမတို့ကဝမ်းတွင်းဆုံးနေလေဒီပညာတွေကိုကျမတို့မလို့ချင်မဲနဲ့ရလာခဲ့တယ်စွန့်ပြဖို့ကလည်းမလွယ်တော့လက်ခံထားရတယ်ဒါပေမဲ့ကျမတို့ကရိုးရိုးတာမန်လူတွေလိုပဲဖြစ်ချင်ကြတာဩကျုပ်သဘောပေါက်ပြီဟုတ်လင်းရွယ်တို့ကပညာစွန့်ကျင်တာလားကျုပ်ကူညီပေးမယ်လေဩတခင်မကခွင့်ပြုမယ်မထင်ပါဘူး ကျမတို့ဒီမှာနေဖို့အခွင့်အရေးပေးထားတာဟောပဲတခင်မရဲ့ကြီးစုကကြီးမားလာပါပြီအဲ့ဟာကိုကြုံနားမလဲတာပဲကြားစိုးရောင်မှာပညာသည်တွေဘလို့ရောက်နေတာလဲဟိုအကုန်လုံးကလည်းကဝင်ရေးကြီးပဲကျုပ်မေးလိုက်လည်းဘယ်သူမှမဖြေကြဘူးဟိုကျုပ်သိချင်တယ်ဗျာဟိုကြားစိုးရောင်မှာဘာလို့ကဝင်ရေးကြီးစုနေရလဲဆိုတာလင်းရွယ်သိလားတာအေးအမေကိုလင်းရွယ်မှာဦးကောင်းလေးရမ်းယူမသိကြအောင်ဖြေလိမ့်များမကြသောအချိန်တွင်မိုးသည်တိတ်သွားပြီဖြစ်ရာတာအေးသည်တန်လျာမှာထိုင်နေရမှာမတ်တထရရလိုက်ပြီလင်းရွယ်ကျုပ်သွားလိုက်အောင်ပဲဗျာ ဘယ်သွားမှာလဲဟိုနွေနွေတို့အိမ်ကိုလေထိုးထိုးပြောပြီးဒီနေตาကြီးထွက်သွားလေအနောက်တို့ပင်လှမ်းကြည့်တော့ตาကြီးဟာအိမ်ရောက်တွင်ကျန်နေသည့်ကွေပြူမာလေးမှာငေးကြည့်နေရင်သာကျန်ရစ်နေခဲ့ပါတော့လေသည်ตาကြီးတယောက်ဥဒဏ်နိုင်ရင်သူသွားနေရင်သူ့စိတ်ထဲမှာမြရရဲ့အကြောင်းဟာရုတ်တရက်ဆိုသလိုပေါ်လာခဲ့တယ်စိုးသွန်းသောအောက်လမ်းပညာတဲ့မြရကိုနှိမ်နှင်းပြီးမှသာသူဝါသနာပါသောအလုပ်ကိုလုံးမတန်မြူးတွေ့ကလမ်းနေသောခြေလင်းတို့ကိုရုတ်ချရက်လိုက်ပြီးလင်းရွယ်ရဲ့အိမ်တို့သာနောက်ကျောင်းပြန်လှည့်လိုက်လေသည် သူပြန်ရောက်ချိန်မှာတော့လင်းရွာအိမ်အောက်မှာစံပြနေပြီဖြစ်ပြီးအမတ်မတင်သူ့ဟာပြန်မြင်လိုက်တဲ့အတွက်အထူးစံဖြစ်ကမေးမြန်းလိုက်လေသည်ကိုသားရေနွေနရိုးအိမ်ကိုသွားမလို့ဆိုဟုတ်တယ်အစကတော့သွားမလို့ပဲဗျာသူမွေးထားတဲ့ကြက်ပါလေးတကောင်ကအမွေးတောင်တိတ်ကောင်းတာအဲ့ကောင်လေးကိုခုတ်လက်ပြကြည့်မလို့လေတာအေးစကားကြောင့်လင်းရွာသူ့စိတ်ထဲမှာပြုံးလိုက်မိသည်သူထင်သည်ကတာအေးသည်နွေနရိုးအားတွေးကြည့်ရေးသွားသည်ဟုဖြစ်ပြီးယခုမူကားတာအေးသည်နွေနွေမွေးထားသည့်ကြက်ပါလေးဟာခုတ်လက်ကြည့်ကျင်သောကြောင့်သွားခြင်းဖြစ်လေ၏ ။စံပြာနေမှာအမှတ်မထင်ပြုံးမိသွားသောလင်းရွယ်ကြောင့်တာရီသည်လင်းရွယ်ဘာဖြစ်လို့လဲဗျ။အော်ဘာမှမဖြစ်ပါဘူး။စံပြာရင် ပြုံးနေလို့လေ။အော်အော်အဲ့ဒါအဲ့ဒါဟိုပါလေ။လင်းရွယ်မြည်သောပြောရမှမသိချိန်တွင်တာရီမှာစကားဆက်ဆိုလေသည်။ဟိုကျုပ်အရေးလာကိုစောင့်ညင်လို့စောင့်လို့ရလား။ရပါတယ်။ဘာဖြစ်လို့လဲကိုတာကြီး။โอ้ไม่อยากซื้อเลยกองเบยมาชาลุยามเลยติจินโลลิอะไรดิอเมอเมจิมาเวติเมทินเน အမေကတော့သတင်းကြားလိုက်ပါရဲ့။ဟိုဒါနဲ့တခင်မနဲ့ကိုသားကြီးဆရာရောမမေးခဲ့ဘူးလား။အေးဗျာ။ဟိုကြုတ်လည်းမမေးခဲ့မိဘူး။သူတို့ကကြုတ်ကိုတောင်းအောင်ပေးတာလေ။ညာရှိတဲ့နေရာလေးတောင်ကို့ဘာသာကိုမစုံစမ်းညင်ဘူးဆိုပြီးထင်းနေမှဆိုလို့။အဲ့ဒါလည်းဟုတ်သားပဲ။ကဲကဲဒီမှာပဲထိုင်ဆောင်။ဟိုကြုတ်ကိုသားကြီးတို့ကဓမင်းပို့ချလိုက်မယ်နော်။ဟာရပါတယ်ဗျာ။အားနာဆရာကြီး။ဘာဟင်းတော့။တိုင်ခဏနောက်စကားကြောင့်လေးຫນွယ်ပြုံးလိုက်မိသည်ထို့နောက်သူမသည်တန်လျားစီမှာမတ်တက်ထရရလိုက်ပြီး ကိုသားကြီးကဘာရင်စားခြင်းလို့လဲကျုပ်ကငငယ်လေးကဝတ်သားရင်တိတ်ကြိုက်တာဗျဟိုကျုပ်တို့ငငယ်တော့တငငယ်ချင်းသုံးအောင်ရှိတယ်လေအတူတူနေကြတာဝတ်သားရင်ချက်တဲ့နေဆိုကျုပ်တို့တွေအပျော်ဆုံးပဲตาရည်ဒီထိုးထိုးပြောပြီးနောက်တွင်နောက်ထပ်မြည်သည့်စကားမှမပြောတော့ဘဲငြိမ်သက်သွားလေသူ၏မျက်ဝန်းတွင်တော့လွမ်းဆွေးနေသည့်အရေးရောင်များအထင်သာဖြစ်သည်လင်းရွယ်သည်လည်းตาရည်အပြုံးကြည့်ကကိုသားကြီးကတော့တကယ်ကံကောင်းတာပဲဒီနေ့ရွာမှာဝတ်ပေါ်တယ်လေကျုပ်တပိတ်သားကြီးများတော့ဝယ်ထားတာတကယ်တကယ်ပေါ့ရှင် ကဲကဲအဲရောက်ကပဲစောင်းပြီးတော့ကျုပ်ထမင်းချက်ပြရနဲ့ထမင်းတန်းကျွေးမယ်။ဟိုကျုပ်ဘာကူလုပ်ပြရအောင်မလဲ။ဟိုရတယ်ရတယ်။ရင်နှွေးချမ်းလေးတောင်းနေပေါ့။ပြင်းတော့တုံးလုံးလေးနေ။တိုင်းလေးလွင်းနှွေးဤစကားကိုအတိမတ်ပြုကခေါင်းငိမ်ပြလိုက်လေသည်။ထိုနောက်သူတန်းလျားစီသွားပြီးရင်နှွေးချမ်းတောင်းနေပါလေတော့သည်။မောင်သားကြီး။ဗျာ။အော်အကြီးပြန်ရောက်လာပြီလား။ဟုတ်တယ်။မိုးရွာနေလို့ပြန်မလာဖြစ်သေးတာလေ။မင်းနှမလေးတွေရော။ဟိုလင်းနှွေးထမင်းချက်နေတယ်။ကျိုးကဒီမှာထိုင်ပြီးအကြီးကိုစောင့်နေတာ။ ပြင်းတာနဲ့တုံးလုံးလဲနေတာအကြီးကိုစောင်းနေတယ်ဟုတ်လားဘာဖြစ်လို့လဲကွအလူအိမ်မပြန်လာသည့်အကြီးဒီအယောင်တန်လျားတွေအိတ်နေသည့်ตาအင်းနေစကားပြောဆိုနေခြင်းဖြစ်သည်ထို့နောက်ตาအင်းသည်တန်လျားတွေလဲအိတ်နေရာမှာထားတိုင်လိုက်ပြီးသူသိလို့တော့အကြောင်းအရာများကိုပြောပြလိုက်သည်ဩညရာကိုနှိမ်နေရမှာကိုအဲ့ဒါဆိုဟန်ကြတာပဲဟိအိုးလုံခဲ့တဲ့တရက်ကပဲတပြေစုရွာပညာတဲ့ယောက်ကအကြီးကိုတရင်လှမ်းပေးတယ်သူတို့ရွာမှာအောင်းလန်းစရာတယောက်ရောက်နေတယ်တဲ့နာမည်ကညရာတယ်လေ तू อ่ะအောင်းလန်းလို့မပြောပဲသူ့ကိုသူအထက်လန်းစရာဆိုပြီးနေနေရတယ်လေကျုပ်သဘောပေါက်ပြီအဲ့လိုကလင်ကြီးကြတဲ့ကောင်ကမျက်ရည်အစ်စ်ပဲဒီကောင်လူတွေကိုဘယ်လောက်များဒုက္ခပေးအောင်လဲမသိဘူးကျုပ်သွားလိုက်အောင်မယ်ဟိုတပြေစုရွာနော်အေးဟိုဘယ်ဘက်ကိုသွားရတာလဲတို့ရွာတောင်ဘက်ကဖိုးလေးရွာကိုသိတယ်မလားအဲ့ဒီရွာရောက်ရင်မေးလိုက်အဲ့ဒီရွာရဲ့တောင်ဘက်ကိုဆက်သွားမှာဖိုးလေးရွာရောက်ရင်မေးကြည့်လိုက်ပေါ့ဟုတ်ကဲ့ကြီးဟိုဒါဆိုကျုပ်သွားလိုက်အောင်မယ်ဗျာ အလင်းလုံနေသည့်တာရဲသည်မြားရှိရာနောက်သို့သွားမီပြုတ်နေစဉ်လင်းရွက်တယောက်အိမ်ပေါ်ကခက်မြန်မြန်ဆင်းလာပြီးတာရဲဟာကမန်းကန်းခေါ်လိုက်လေသည်ကိုတာရဲနေပါဦးထမင်းကျက်ပြီထမင်းစားမိမှာပဲသွားလင်းရွက်အိစကားကြောင့်အကြီးလေခေါင်းကိုညှိလိုက်ကဟုတ်သားပဲကွယ်ထမင်းစားမိမှာသွားထမင်းစားချိန်လည်းရောက်နေပြီကိုအကြီးတို့တာမင်းရောက်အိစကားကြောင့်တာရဲမှာထမင်းစားမိမှာသွားမီဦးဆုံးဖြတ်လိုက်ကဩဟုတ်ကဲ့အဲ့ဒါဆိုလေထမင်းစားမိမှာပဲသွားတော့မယ်ဗျာဟိုကျွတ်ကျွတ်ထမင်းသွားခုလိုက်အောင် လေးတွေမှာတာအေးအားပြုံးပြလိုက်ပြီးခက်မြက်မြက်မင်းအိမ်တော်တို့တက်သွားလေ။များမကြသောအချိန်တွင်ထမင်းမကန်နဲ့ဟေးမကန်များအိမ်အောက်စပွဲစီသို့ခေါက်ထိုးခေါက်ပြန်တဲနေပါလေတော့သည်။နာမည်ဆန်းဆန်းနဲ့ဖိုးလေးရွာမှာအင်ဂျီတရားမင်းမပြည့်သောရွာလေးတရွာဖြစ်သည်။ရွာသူရွာသားများမှရွာတဲ့အင်းတွင်ငားရှာဖားရှာသည့်အလုံးနှင့်လေယာစိုက်ဖြူ၏အလုပ်ကိုလုပ်ကင်ကြသည်။ထိုရွာလေးသို့တာအေးရောက်ချိန်မှာနေဆောင်နေပြီဖြစ်သည်။အသေးမိတ်ဆွေမရှိသည့်ဖြင့်ရွာပင်ဇေယျတွင်သာယခုညကုန်းလွန်စီမိဟုဆုံးဖြတ်လိုက်ပြီးရွာလေးသို့ဝင်လာလေ၏။ ရွာဝင်လန်းတွင်လူ၃ယောက်နှင့်လူ၁ယောက်ရံဖြစ်နေသည်ကိုတွေ့လိုက်ရပြီးတယောက်သမား၃ယောက်သောဘက်မှဝိုင်းဝန်းထိုးချိတ်ကန်ကြောက်နေကြသည်။တာအေးသည်မတရားသည်ကိုမြင်လျင်ငြိမ်မနေတတ်သည်မို့ပြဿနာဖြစ်သောနေရာသို့သွားကထိုးချိတ်နေသူများတားဆီးလိုက်လေသည်။ဟိုအကုလိုတော်ကြပါတော့ဗျာတော်ကြတည်သွားအောင်မယ်။တာအေးစကားကြောင့်ဝိုင်းဝန်းထိုးချိတ်ကန်ကြောက်နေသူများသည်သူတို့ပြုတ်လုနေသည့်အရာများကိုရက်တန်းလိုက်ပြီးတာအေးကနားမလည်သည့်ဟန်ဖြင့်ကြိလာကမင်းကဘယ်ကောင်လဲမင်းနဲ့ဘာဆိုင်လို့လဲဟိုဆိုင်တော့မဆိုင်ဘူးပေါ့ဗျာ ဲ့မဲ့ခမားတို့ဝိုင်းလုံးနေလို့ဟိုလူတည်သွားရင်ခမားလည်းထောင်းကြမယ်ဟိုလူလည်းတည်မယ်နှစ်ဖက်လုံးအကျိုးမရှိတာမဟုတ်ပါဗျာတာအေးစကားကြောင့်စိတ်တို့နေသည်လူ၃ယောက်သည်သူတို့ချင်းချင်းကြီးလိုက်ကအေးကွာဒီကောင်ပြောတာလည်းဟုတ်သားပဲအဲ့ကောင်တည်သွားရင်လည်းငါတို့ပဲဒုက္ခရောက်မှာဟုတ်တယ်အဲ့ဆိုလေတော်တော့ကွာဒီလောက်ဆိုဒီမသားမှတ်လောက်သားလောက်ရှိပါပြီဤကဲ့သို့အချင်းချင်းပြောဆိုကြပြီးတာအေးအားကြီးကလူ၃ယောက်နှမအသက်ကြီးဆုံးသူတစ်ယောက်ကစကားဆိုလာပြန်သည်အေးနေပါဦးမင်းကဘယ်ရောက်ကွာဟိုကျုပ်ကတပြေစုရောက်သွားမလို့ဗျဒီဘွားကနေဖြတ်သွားတာ အေးပြီးရောကွာငါတို့လည်းသွားပြီမင်းဒီကောင်နဲ့ခဝဝင်းနေကြလားဒီကောင်ကလူလင်ကလင်ကြီးကွာသူတို့ထိုးကြီးကန်ရောက်သားရေးလဲနေသည်သူကလမ်းညှိုးထိုးပြပြီးတာအေးရသတိပေးကရွာထဲသူပြန်ဝင်သွားကြလေရောသည်တာအေးသည်လမ်းပေါ်တွင်ခွေခွေလေးလဲကြနေသူဤအနာတွင်ထိုင်ပြီးအခြေအနေကိုစူးစမ်းကအတန်ခက်တိုးတိုးဖြင့်ခေါ်လိုက်လေသည်ဟေးလူဟေးလူခမရရရလားမိုးလာနေပြီမကြခင်မိုးရွာတော့မှာအာကျွကျွလမ်းလျှောက်လို့မရတော့ဘူးထင်နေ မျက်နှာနဲ့နှာခေါင်းတို့မှသွေးထွက်နေသည့်လဲနေသောလူမှထိုးထိုးပြောလာခြင်းဖြစ်သည်ဒိုဂါသားဤသည့်ဒံယာနဲ့လူအားတွဲထူပေးလိုက်ပြီးကျိုးတော့မကျိုးသေးပါဘူးကျုပ်ခမည်းရင်ကိုလိုက်ပို့ပေးမယ်ဒါအိမ်မှာထိုးခဲ့သူစကားဆိုလိုက်ပြီးထိုးကြိတ်ခံထားရသူဟာတွဲထူလိုက်၏ဟုတ်ခမည်းကျိုးကိုမိပြီးလမ်းလျှောက်ကြည့်ရလားဟုတ်ရတယ်ရတယ်ဒီလိုမျိုးဒံယာတွေကကျုပ်တို့တော့ကျင်းသားရနေပါပြီဗျာအေးကျင်းသားရရင်လည်းပြီးတာပဲခမည်းမျက်နှာမှာလည်းမြင်လို့မကောင်းတွေးတယ်ကြည့်ပဲ ။တာအီဒီပြောပြောဆိုဆိုနဲ့သူလွယ်ထားသည့်လွယ်ကြီးထဲမှာအင်ကြီးတဲ့ကိုထုတ်ယူကာထိုသူဤမျက်နှာအားတုပ်ပေးလိုက်၏။ထိုကဒံယာရနေသူရုပ်သူရမှန်အားမြင်လိုက်ရသည်။သူနင်သက်တူရွယ်တူကန်ရှိမည်ဖြစ်ပြီးကြည်ကောင်းသောသူတစ်ယောက်လည်းဖြစ်သည်။တာအီဒီသူထွဲထားသောသူကတစ်ချက်ကြည့်လိုက်ပြီးအိုခမည်းမျက်နှာစပြီးရောက်လာပြီ။ခမည်းအိမ်မရောက်သေးဘူးလား။အိမ်ရောက်ရင်ကြက်ထိုးလေးပါလေထိုးထားမှာတော်ကာကြမယ်တင်နေ။ဟိုရောက်တော်မယ်ဒီလမ်းတိုင်းသာသွားရမှာ။လမ်းကတော့တော်တော်ဆိုးတယ်။ တားအေးဒီဒဏ်ရာရထားသောသူပြောသည့်လမ်းအတိုင်းသွားလိုက်ရာမကြာမီအချိန်မှာတော့ရှုံးနေအဖြစ်ဖြစ်နေတဲ့လမ်းအားတွေ့လိုက်ရသည်ထိုအခါသူသည်စီးထားသောဖက်နှက်ကိုခါးကြားထိုးလိုက်ကာဒဏ်ရာရထားသူအားပွေ့ကြည့်လိုက်သည်အမှန်မတင်ပွေ့ကြည့်ခံလိုက်ရသဖြင့်ဒဏ်ရာနဲ့လူသည်အံ့ဩသွားပြီဟေးလူအရပါလေဗျကျုပ်လမ်းရှောင်းနိုင်ပါလေခမရလမ်းအချိန်တွေကိုလည်းကြည့်အောင်ဘွားကချင်းမျက်စီကြောနေပြီခမရနဲ့သာတွဲသွားရင်ရောက်မှာမဟုတ်တော့ဘူးလမ်းကောင်းတဲ့နေရာမှာတော့ရိုင်းနေနေပါဆိုအာဗျာခမရတော့တကယ်လူပဲတားအေးဒီတမ်းမာတောင်းနေသူဖြစ်လျာ သူချီပိုးထားသောသူဟာအသာအရာချီမနိုင်လေသည်လမ်းစိုးကိုကြော်ပြပြီးမကြသောအချိန်တွင်တော့အိမ်လေးတိမ်သို့ရောက်လာပြီးထိုအိမ်ရှိရာအိမ်ဝိုင်းထဲသို့ဝင်ခိုင်းသဖြင့်ဝင်လိုက်လေသည်အိမ်ဝိုင်းထဲသို့ရောက်သည်နှင့်တာအီးသည်ထိုလူအားမြေပြင်ပေါ်သို့ချပေးလိုက်ပြီးကဲခမရရင်တော့ရောက်ပြီကျုပ်သွားတော့မယ်ဗျာဟိုတခုတော့ပြောဦးတပြေးစုရောဘယ်ဘက်ကသွားရတာလဲဟာခမရလည်းပြန်တော့မလို့လားဗျမပြန်ပါနဲ့ဦးဗျာကျုပ်ခမရကိုကောင်းကောင်းအဲ့ခံပါအောင်မယ်ရပါတယ်ခမရတိုင်ရာပျောက်သွားအောင်လို့ ျုပ်တို့တော့မပူပါနဲ့မနှက်ဖန်တစ်ဖက်ခါဆိုကောင်းသွားပါပြီဘာလဲအဲ့ရွာနာမည်ကြီးနေတယ်ဟိုမြားရဆိုတဲ့ကောင်စီကိုသွားမလို့မလားဟိုခမရမြားရကိုသိလို့လားသိသိတာပေါ့ဗျာအောက်လန်းကောင်လေထိုစကားကြောင့်တာကြီးမျက်နှာအနှင်းငယ်ပြတ်သွားရသည်အเจ้าမှာသူဒီလဲအောက်လန်းပညာတဲ့တယောက်ဖြစ်နေ၍ဖြစ်သည်ဒုံတော်သားအေးဒီမြားရရဲ့အเจ้าကိုသိပုံရသောသူကယ်ထားသောသူဟာစိုက်ကြည့်လိုက်ကတယောက်ထဲသွားသည့်အချိန်ဒီလူနဲ့သွားရင်ပို၍အချိုးရှိနိုင်မယ်ကိုတွင်းမိသွားပြီအေးဗျာဒါဆိုလေကျုပ်ခမရရင်မှာခဏနေမယ်ဟို ဒါနဲ့ဒီမှာခမရတယောက်တည်းနေရလားအာဘယ်ရတာကျုံမင်းမနဲ့ကျုပ်ရောက်မှရှိသေးတယ်ဟိုဒါနဲ့ခမရနာမည်ကကျုံနာမည်ကတာအေးကဲကိုတိုင်းကျုံနာမည်လေးမှတ်ထားငပေးတဲ့ဗျနာမည်နဲ့လူနဲ့လိုက်မယ်ပုံပဲခမရတော့လေတကယ်ကိုပွင့်လင်းတဲ့လူပဲလာဗျဟိုကုပြစ်မှာထိုင်အောင်တာအေးဒီငပေးအားတွဲပြီးအိမ်ရှိကုပြစ်လေးတွင်အတူထိုင်လိုက်၏ သူတို့နှစ်ယောက်ထိုင်လိုက်သည်နှင့်ဗကန်လုံးတစ်လုံးကိုလက်နှစ်ဖက်နှင့်တေးလာသောအမျိုးသမီးတစ်ယောက်နှင့်အိမ်ညီမကိုစူးစီးပြီးကြက်ထုတ်ပြင်ပြုတ်လုထားသည်ကိုခြင်လာပြီးအိမ်ထဲမှထွက်လာသောအကြီးတစ်ယောက်ဟာတွေ့လိုက်ရသည်။သူမတို့နှစ်ယောက်လည်းကိုပြစ်တွင်ဝင်ထိုင်လိုက်ပြီးငါပေးအကြီးကဗကန်လုံးခြင်ထားသည့်အမျိုးသမီးမှဥစွာစကားဆိုလာသည်။ငါပေးဒီနေ့အသက်နဲ့ခန္ဓာတွဲလျက်ရှိသေးတယ်ပေါ့ဟုတ်လား။ဟဲ့မီမောဧည့်သည်ပါတယ်။နင်စကားကိုကြည့်ပြော။ငါပေးစကားကြောင့်မိမဟုအမိရသောအမျိုးသမီးသည်တာအီယာစောင်းခဲ့ကြည့်ရင်အမေးစကားဆိုလာလေသည်။ရှင်းဟုတ်ကြရတာဒီနားရွာတွေကမဟုတ်ဘူးထင်တယ်။ အော်ဟုတ်ပါတယ်ဗျာဟိုကျုပ်ကထမ်းမင်ကုံရွာဘက်ကလာခဲ့တာပါဟိုထမ်းမင်ကုံဆိုတာအဝေးပဲဘလို့လို့ပြီးကျုပ်ရောက်ကြောင်းကပင်နဲ့တွေ့လာရတာလဲသူ့ကိုလူသုံးယောက်ဝိုင်းရိုင်းနေတာတွေ့လို့ကျုပ်ကဝင်တာပြီးအခုအိမ်ကိုပြန်လာဖို့ပြီတာမိမမသားအေးစကားကြောင့်ပြုံးလိုက်ပြီးသူမကြီးမိခင်ဖြစ်သူဟာကြီးလိုက်ကအမေအမေသမားကိုကဲတဲ့သူဟာရှိသေးရဲ့နော်ဟုတ်ပါအံ့ဩစရာပဲตาเอมามิมုံတို့ပြောနေသည်ကိုနားမလည်နိုင်ဖြစ်လို့နေသည်ထိုအခါမှာအကြီးဒီตาเอကိုကြည့်လိုက်ပြီးမောင်ရဲ့စေရနာကိုတော့လေးစားပါတယ် ဟိုဒါပေမဲ့ဒီမသားသေဖို့ထိုက်တယ်နင်ဗျာမောင်ရင်မသိလို့နော် तू ကကြက်တိုက်တယ်ဖဲရိုက်တယ် तू ကြက်မတိုက်အောင်ကြက်တွေရောင်းပြလဲမရဘူး तू များတိုက်တာကိုသွားလောင်းတယ်တကားမှနိုင်တာလည်းမရှိဘူးဟွန်းအကျွေးကတော့ယူတက်ပါတော့သူ့ကိုယုံတဲ့သူတွေကလည်းယုံနေငွေတွေချေးပြီးပြန်မရတော့အခုလို့ထိုးကြိတ်ကန်ကြောင်လုတ်ခံရတော့တာပဲဒင်ဘယ်နဲ့မตาပေါ်မလဲမသိပါဘူးအကြီးနဲ့မင်းမို့ထိုးတို့မကြည်မနဲ့ပြောဆိုနေကြတော့လေသူတို့နေရာလုံးမှာငပေးဤဒံရများကိုစေးကြောတန့်နေ၍ ကြက်ထုတ်ထိုးပေးနေကြသည်ဒေါနာငပီသည်သူ၏ရောက်ကမဖြစ်သူဟာကြည့်ဟာအမေမနက်ဘန်တစ်ဘက်ကလောက်ထိတော့ကိုသားကြီးကျုပ်တို့အိမ်မှာနေလိမ့်မယ်အေးအေးဟိုကျုံနေတဲ့တက်တာလာနဲ့သူနဲ့တူတပြေစုလိုက်သွားလောက်မယ်နော်ဟဲ့ငပီနေလူလောကကြီးတယ်မနေချင်တော့ဘူးလားညာနေကိုအသေးသက်ချင်နေရနော်ဟာစိတ်ကြပါဗျာကျုပ်ကသူမတွေ့စေရပါဘူးအေးလိုက်သွားရင်လည်းလိုက်သွားပေါ့နေသေးတော့လည်းငါတို့သားမီးဝစ်ကြတာပေါ့တိုင်းမှာငပီတို့မိသားစုကိုကြည့်ပြီးနားမလည်နိုင်ဖြစ်လို့နေသည် ယခုအိမ်တွင်တညသို့မဟုတ်နှညတဲရမျိုးကိုပဲဝန်လေးလိုနေသည်ထို့ပေမဲ့ငပေနှင့်မြရာပြဿနာတစ်ခုရှိထားသည်ကိုသိထားသည်ဖြင့်တီးခန့်၍နေမျိုးသာစိတ်ဆုံးဖြတ်လိုက်ပါရရောသည်ငပေတို့၏အိမ်တွင်နေရသည်မှာထင်ထားတာနှင့်တလွဲဖြစ်နေသည်ကိုအံ့ဩနေသူမှာตาရေးဖြစ်သည်အပြောဆိုတော့လေစိတ်ထားကောင်းသည့်ငပေးရောက်ခမနှင့်ငပေးမိမမတ်မုံတို့မှာသူဟာကောင်းမွန်စွာအဲဝပြုတ်ကြလိုက်သည်။မောင်ရင်ကျိုးသမန်းငပေးဟာအရင်ကအဲ့လိုမဟုတ်ဘူးလိမ့်ပါတယ်။နောက်ပိုင်းမြရာဆိုတဲ့အောက်လန်းကောင်နဲ့ပေါင်းပြီးမှအခုလိုတွေဖြစ်သွားတာ ဘလို့ဖြစ်တာလဲဗျကြုံမရှိဘူးဘာတွေဘလို့ဖြစ်ကြတယ်တော့အကြီးလည်းမသိပါဘူး तू လည်းမပြောပြဘူးလေဒါပေမဲ့အခုလို့ဖြစ်တာမြားရအောင်လို့တော့ပြောတာပဲအကြီးစကားကြောင့်တာကြီးမြည်သူမှတွေးလို့မရအောင်ဖြစ်လို့နေပါတယ်ထို့ကြောင့်ပဲအကြီးပြောပြနေသေးကိုများသာနားထောင်ပြီးအိမ်အောက်ကုပစ်တွင်တွားထိုင်နေလိုက်သည်မကြသောချိန်တွင်ငပေရောက်လာပြီး तू နားတင်ထိုင်ကအတန်ခက်တူတူဖြင့်ပြောလာလေသည်ကိုသားကြီးခမားလည်းအောက်လန်းပညာလည်းပဲမလားခမားဘလို့လို့သိတာလဲခမားကိုကြည့်တယ်ကကျုပ်သိရဲ့ မြရအောင်နှိမ့်နှိမ့်မို့လူလွတ်လိုက်တယ်လို့ကျုပ်ကိုလူတယောက်ပြောထားတယ်။ပုံမှန်သဏ္ဍာန်ကကျုပ်ကိုပြောပြထားတယ်။ဘာလို့လဲ။အဲ့ဒီကိစ္စကိုဘာလို့ပြောရလဲ။လင်းຫນွယ်လေဗျာ။ထမ်းမင်ကုံရွာလင်းຫນွယ်။ခမရအောင်ကူညီဖို့ကျုပ်ကိုပြောထားတယ်။တာအေးအလွန်အံ့အားသင့်သွားရသည်။သူအံ့အားသင့်နေသည်ကိုတတိထားမိသောငပေးမှာခပြုံမျိုးအမူအရာဖြင့်အနားကိုကလာပြီးတီရိုးစကားဆိုလာပြန်လေသည်။တိတ်အံ့အောင်မနေနဲ့ကိုလူ။ဒီဘာမှလည်းပညာသေးရှိရဲ့။ကျုပ်ကိုယ်တိုင်ကတော့ပညာမတတ်ဘူး။အဲဒါပေမဲ့ပညာသေးတွေတော်တော်များများနဲ့ကျုပ်သိရဲ့။ ိုခမရဘယ်လိုလုပ်ပြီးပညာတွေနဲ့သိနေရလဲစမ်းနေဗျာကျုပ်အဲ့လိုပညာတတ်တဲ့လူတွေကိုကြည့်ရင်သူတို့ခန္ဓာကိုယ်ကနေအခုံးငွေတွေထွက်နေအောင်မြင်ရတယ်အခုလည်းခမရကိုသိကြခြင်းအဲ့လိုအခုံးငွေတွေထွက်နေတာပဲကျုပ်ကအဲ့လိုမြင်ရတော့ရွာထဲကပညာတွေဘယ်သူပဲဝါဆိုတာကျုပ်သိတယ်လေကျုပ်သိတဲ့အတိုင်းသူတို့ကသွားပြောပြတော့ကျုပ်သိတာတွေကိုဘယ်သူမှပြန်မပြောပြဘူးသူတို့ကတားတယ်ကျုပ်ပေးကြကန်းကြတယ်ဗောဗျာအဲ့လိုနဲ့ပညာတွေနဲ့သိလာတာလင်းရွာလည်းပညာတွေဆိုတော့ရွာလိုင်းနဲ့သိသွားတယ်ဆိုပါတော့ခမရကအစမ်းပဲဗျာ ဟိုဒါနဲ့ခမားနဲ့မြားရဘလို့ပြဿနာကြီးတက်နေရလဲအမ်အဲ့ဒါတော့မနေ့ပြန်ကျုပ်တို့တပြည်စုကိုသွားရင်မှပြောပြမယ်ဗျာတားရည်ဒီသူသိလို့ဒီအကြောင်းအရာကိုမနေ့ပြန်ပြောပြမယ်ဟူ၍ခြေနဲ့သွားသည်ထို့နောက်သူတို့နှစ်ယောက်သည်စက်မိဆက်ရစကားများပြောကြရင်ကိုပစ်တွင်အချိန်ကုန်လိုက်ကြလေတော့သည်မိုးများရွာတော်သောကြောင့်လှင်းလန်းတွင်ဖုံတို့မရှိပေတချို့နေရာများတွင်ရေများဝဲလို့ပင်နေသေးသည်လေလံဘေးဘီဝဲရာတွင်လည်းစိမ့်ဆုံနေသောမြက်ပင်များရှိသည် လေလံမော်ရင်တော့ဖနှက်ကိုလက်ကကိုင်းပြီးလမ်းလျှောက်နေသည့်လူရွယ်နှစ်ယောက်ရှိလို့နေသည်ထိုလူရွယ်နှစ်ယောက်မှာငပေနှင့်ตาအီးတို့ဖြစ်ကြသည်ငပေသည်မျက်နှာမှာအယောင်မရောသေးတော့လေနာမည်နဲ့လိုက်အောင် PPTD နေတတ်သူဖြစ်တဲ့အတွက်သူ၏မျက်နှာဖူးယောင်ခြင်းများကိုအရေးလုံးမနေပြီตาအီးသည်သူ၏ရှိမှလမ်းလျှောက်နေသောငပေအားလှမ်း၍စကားဆိုလိုက်သည်ကိုငပေဟာငပေလို့ပဲခေါ်စမ်းပါဗျာကိုထဲခေါ်ခံရတာတမျိုးကြီးပဲအေးဗျာပြီးရောပြီးရောဟိုခမည်းနဲ့များရတက်ခဲ့တဲ့ပြဿနာကိုပြောပြမယ်ဆို ။ဟိုတိတ်တော်ထွေထူးမဟုတ်ပါဘူး။ဒီလူကိုစကားကြုံလိုက်မိတာလေးနဲ့ကျုပ်ဒီဘွားရောက်သွားတာပဲ။အာပြောစမ်းပါအောင်ဗျာဘလို့ဖြစ်တာလဲ။ခမည်းသည်ရဲ့အတိုင်းကျုပ်ဆိုတဲ့ကောင်ကပညာသိနေအပေါလန်တဲ့လေ။တပြေစုကိုသွားတော့ကျုံမြရာနဲ့တွေ့ရပဲ။အစားတော့ပေါင်းလို့တင်းလို့အဆင်ပြေတယ်ဗျာ။ဟိုတို့ကြောင့်လဲကျုပ်သိရမှာမဟုတ်တာ။အဲ့တော့ကသူကအထက်လန်းစရာရောမဆောင်သေးဘူး။ဟုတ်လား။ကဲဆက်ပါအောင်။อืมကျုပ်တို့ခင်သွားကြတယ်ဗောဗျာ။သူကဖဲလေးရိုက်တယ်။ကျက်လေးရိုက်တယ်။ ဟိုတနေ့ကျုပ်စီကငွေတွေယူလောင်းပြီးရှုံးသွားတာပေါ့ကျုံငွေတွေရှုံးတော့ကျုပ်လည်းဒီလောင်းကစားလောက်တာမကောင်းတဲ့အကြောင်းတလန်းလုံးပြောပြတာပေါ့အဲ့ဒီအချိန်မှာပဲရုပ်တရက်ကျုပ်စကားပြောလို့မရတော့ဘူးဗျအာစီအထက်ခံလိုက်ရတယ်ကျုပ်လည်းမရရဘူးကြောင်ပြီးကြည့်နေမိတာပေါ့ပြီးတော့သူကကျုပ်ကိုလက်ညှိုးနဲ့ထိုးပြီးပြောတယ်ဗျမင်းတဘွားလုံးလောင်းကစားပဲလောက်ရမယ်အကျွေးတွေနဲ့ချင်းကားပြီးလောင်းကစားသမားတယောက်ဖြစ်နေရမယ်အဲ့လိုမလုပ်တဲ့နေ့ကျုပ်မိမနဲ့ကျုပ်ရောက်မှတည်ရနေဆိုပြီး तू ကချင်းကြောက်သွားတယ်အဲ့ဒါစားပြီးကျုပ်လည်းခုလိုဘွားရောက်တော့တာပဲ ျုပ်တစ်ပတ်တစ်ခါလောက်အကျွေးတောင်းမခံရဘူးအထိုးကြီးမခံရဘူးဆိုရင်ကျုံဝင်းမှဒါမှမဟုတ်ကျုပ်ရောက်မှအမြင်လို့လို့တခုခုဖြစ်တယ်အဲ့ဒါကြောင့်အခုလိုတွေလုံနေရတာဟိုကျုပ်သူ့ကိုသွားတောင်းမှန်တယ်နောက်တခါမျက်စိရှိရောက်လာရင်ကျုပ်ကိုတတ်ပြင်မယ်လေဗျာဒီလိုတော်တော်ဆိုးတယ်လို့ဗျာတားရည်ဒီငပေရှည်လျားစွာပြောပြနေသည်ကိုခေါင်းတဆက်ဆက်ညှိပြီးနားထောင်လုံနေသည်ထို့နောက်သူဒီငပေကိုကြည့်လိုက်ပြီးကဲငပေခမရဘာမှမပူနဲ့တော့ကျုပ်ဒီကောင်မှတ်လောက်သားလောက်ပညာပေးပြင်မယ်ညရာဆိုရဲကောင်ကအခုတပြေစုမှာစေးစရာဟန်ဆောင်နေတာ ီကောင်တခုခုကြည့်ကြံနေရဗျကျုပ်တည်တယ်လူရလည်းခတ်တယ်ဗျာအမှားမှန်ကိုမစင်ရင်နိုင်ကြဘူးအခုမြရာတပြေစုရလည်းရဲစဲတွေခေါ်ပြီးမင်းမှုနေတာရွာလူကြီးတောင်သူ့ကိုကြောက်နေရတယ်ကုသားကြီးအင်းအဲ့လိုဆိုပြန်တော့လဲကျုပ်တို့တို့ကလွယ်တော့လွယ်မနေဘူးပဲအခုတပြေစုရကိုရောက်ရင်ဘယ်လိုစလုပ်ကြမလဲအဲ့အတွက်တော့မပူပါနဲ့ကုသားကြီးကျုပ်ကိုတူလိုသားလိုခင်တဲ့ပညာသည်အကြီးတယောက်ရှိရဲ့သူ့စီကိုသွားကြတာပေါ့ဒါဆိုလည်းကောင်းပြီဗျာသွားတာပေါ့မယမ်းမင်းကြီးများပိနေမင်းကြီးများအပါဝင် နှစ်ချီသီးပင်စားပင်ညင်များရှိနေတဲ့ဥယျင်ခြံကြီးတဲ့တွင်အိမ်လေးတစ်လုံးရှိလိုနေသည်ထိုအိမ်လေးထဲတွင်ရနန်စီမိခွက်ထုံးညီထားပြီးမိခွက်ဤတစ်ဖက်တစ်ချက်တွင်အသက်ကြီးရနေသည့်အမျိုးသမီးကြီးတူဦးနှင့်အသက်၁၆နှစ်ခန့်များသာရှိလောက်သေးသည့်မိကလေးငယ်တူဦးတို့စကားဆိုနေကြသည်ဖုန်းကညို့မေးဘာပြောထားလဲရွာထဲကိုမသွားပါနဲ့လို့မပြောထားဘူးလားဟုတ်ဟုတ်ကဲ့ပြောပါတယ်အေးအခုဟိုလူရောက်มาမြားရာကညို့ကြိုက်နေတယ်လေအဲ့ဒါဘယ်လိုလုပ်မလဲဟာကျမမှပြန်မကြိုက်တာမေးရလေဘာလို့ရမှာလဲဟဲ့ မရရဘာလဲဆိုတာနေမသိရောလားကျမသိတယ်လေမေကြီးအေးသိရနဲ့အေးဒီကောင်ကလွယ်တဲ့ကောင်မဟုတ်ဘူးအခုကမင်းသားကောင်စောင်းလာတာဘယ်ချိန်မှဘလူးကောင်ဖော်ပြီးဘလူးဆိုင်တီးမလဲမသိဘူးရွာတဲ့ဟာရလဲအုံနောက်ကိုမရှိဘူးကို့မနေရမှမသိချနေရမှမသိညီလဲအတူတူပဲညီတို့လည်းရင်လေးပါတယ်အေးမေကြီးကလည်းကျမကောင်းကောင်းမွန်မွန်နေရအောင်ညီရွာထဲသွားရလေသွားเสียရရှင်ငါသွားမယ်လို့ပြောထားတယ်မဟုတ်လားအခုဟိုကောင်ညီကိုတန်းတန်းဆိုဖြစ်နေရဆိုလား အဲ့ဒါတော့ကျမလည်းမတက်နိုင်ဘူးလမ်းမှာတွေ့ရလေကျမကစကားတော့လဲပြောတာမဟုတ်ဘူးသူ့ဘာသာသူဖြစ်နေရအောင်ကျမလည်းမတက်နိုင်ဘူးမြေပေါ်နေအောင်စကားဆိုနေချင်းသူတို့အိမ်ရှိစီမှာခေါ်ဆန်ကြတာကြောင့်မြည်ဒီစကားမှမပြောဘဲနားဆွင့်နေကြသည်ကြီးတော်တင်ကြီးဗျိုးကြီးတော်တင်ကြီးအေးဘာလုပ်လဲဟိုကြုံငပေးပါဗျဖိုးလေးပါငပေးလေးဟဲ့ငပေးလာလာလာငိုးချုံနေပြီလာလာအိမ်ပေါ်တက်ခဲ့ကြီးတော်တင်ကြီးအမိရသောအမျိုးသမီးကြီးမှအိမ်ပေါ်တက်ခွင့်ပြုလိုက်သည်နှင့်ငပေးနှင်းတူသားရေးပါအိမ်ပေါ်တက်ခဲ့လေသည် ဂျီရိုတင်ဂျီနီသူမ၏မြင်းမာလေးဖုန်းကုန်တော့မှာတာရေးဟာစူးစမ်းသလိုကျင်းအမေးစကားဆိုလာလေသည်ဟဲ့ငါဘေး तू ကဘယ်သူတော့သူ့နာမည်ဟာတာအေးတဲ့ဒီဟွာကိုအကြောင်းကိစ္စကြီးလို့လာတာငပေးစကားဆုံးတော့ကဂျီရိုတင်ဂျီတာရေးဟာတေချာကြည့်ကကောင်းလေမင်းစာတွေကဘယ်ရလဲဟိုကျုပ်ကပေးပင်ရွာပါဟမ်ပေးပင်ရွာငါမကြားဘူးပါဘူးဟောဒီဘက်ကရွာရင်းနဲ့တော့တော်တော်ဝေးတယ်ဗျဟိုအခုတော့ကြားစိုးရွာမှာနေပါတယ် ချားစိုးရွာဦးကြားသည်နှင့်ဂျီရော်ဒင်ကြီးသည်အထိတ်တလန့်ဖြစ်သွားပြီးတာအီးအားမယုံမကြည်ဟန်နှင့်ကြည်လာလေသည်မင်းကချားစိုးရွာမှာနေရဲ့ဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲတခင်မခင်မေကိုတိလားအမခင်မေလားတိတာဗောကျုပ်ကအမခင်မေနေတဲ့အိမ်ဝိုင်းထဲမှာနေရတယ်ဗျာဟင်အမခင်မေတခင်မကိုဘယ်လိုခေါ်လိုက်တယ်ဟိုအမခင်မေလို့ခေါ်တာလေဂျီရော်ဒင်ကြီးမှာအံ့ဩလို့နေပြီးနောက်နောက်ထပ်အမေစကားများဆက်ရေးမေးလာလေသည်မင်းအခုဒီကိုဘာလာလောက်တာလဲ ။ဟိုမြရရကိုအမခင်မင်းနဲ့ဆရာဖိုးမောင်တို့ကနှိမ့်နှင်းခိုင်းလို့ဗျ။အဲ့ဒါဆိုမင်းကမြရရကိုလာပြီးနှိမ့်နှင်းတာပေါ့။ဩကြီးတော်ရဲ့ကြားစိုးရမှာနေတယ်ဆိုရဲကပညာတယ်ပဲပေါ့ဗျာ။အိမ်မော်ရင်စကားပြောနေကြစဉ်အိမ်ပေါဝါစီမှာခွေးပေါက်တကောင်ကရှိတဲ့လင်းဆွဲတကောင်ပြန်ဝင်လာပြီးကြီးတော်တင်ကြီးရှိနေအောင်မြင်နေသည်။ထိုကမှာကြီးတော်တင်ကြီးသည်ဥကောင်းကိုညှိလိုက်ပြီးလက်ရန်ပြလိုက်သည့်အခါမှာလင်းဆွဲသည့်အိမ်မြင်သို့ပြန်ထွက်သွားလျော်သည်ထို့နောက်ကြီးတော်တင်ကြီးသည်တားရဲကိုကြည့်လိုက်ကာကဲမောင်ကြီးဇလန်ကတော့စပြီ ညရရဲ့ကျွန်းနေကျုံမျိုးလာခေါ်နေတယ်တဲ့လာပါစေကြီးတော်သားရေးကြောင့်ဒီကောင်တွေကောင်းကောင်းသိစေရတာပေါ့ဟုတ်ပြီလေမင်းအီချင်းဘလောက်ရှိလဲဆိုတာငါကြည့်မယ်ဟဲ့ငါဝိုင်းနေမှာနေတဲ့ကောင်တွေကိုညင်ခိုင်းလိုက်မယ်မင်းအီချင်းကိုကြည့်ကြသေးတာပေါ့ဟွန်းကြီးတော်တင်ကြီးစကားဆုံးသည်နဲ့သားရေးဒီကောင်ကိုညင်ကသူ့ရဲ့လွယ်ရေးထဲမှာရှိတဲ့အစီရင်များကိုထုတ်လိုက်ပြီးကြီးတော်တင်ကြီးအိမ်သို့လာနေသောမြရာကြီးတပည့်များကိုရင်ဆိုင်ရန်ပြင်ဆင်နေပါလေတော့သည်ဆယောက်ကျော်များရှိသောလူတို့စုသည်မိရုံများနှင့်ဒေါက်တာလက်နက်များကိုကင်ဆောင်ကာ ကြီးတော်တင်ကြီးဥယင်ချန်လေးစီတို့တွားနေကြသည်သူတို့ထဲမှခေါင်းဆောင်ဖြစ်ရန်တူသည့်လူရွယ်တယောက်သည်ချန်အားလှမ်းမြင်နိုင်သည့်နေရာရောက်တွင်ဥစွာရက်တန်လိုက်ပြီးကျန်နောက်မှသူများအားအတန်မာမာဖြင့်စကားဆိုလေသည်မင်းတို့ကြီးမှတ်ထားကြဖူးငုံဆိုတဲ့ကောင်မလေးကိုထိလို့မရဘူးကြားလားစုံမကြီးကဖူးငုံသူ့မြင်းဆိုပြီးပြူစားထားတယ်ဆိုတာမင်းတို့ဆရာမြညာပြောထားလို့သိမှာပေါ့ဟုတ်တယ်ဖူးငုံကျုပ်တို့စုံမကြီးလက်ကနေကယ်တင်ရမယ်ပြီးရင်ဆရာမြညာစီကိုပို့ရမယ်ငါတို့ရွာကိုတကြီးတက်ဆရာမြညာဆောက်ရှောက်ပေးနေတာ ဟိုတလောကတခြားရွာတွေမှာလူတွေသေးတယ်ငါတို့ရွာသေးလို့လားမသေးဘူးလေနေမကောင်းတဲ့သူတွေဆိုလဲဆရာမရရပဲကုပေးတာမဟုတ်လားဟုတ်တယ်အေးအဲ့ဒါကြောင့်ဆရာမရရရဲ့စကားကိုငါတို့နေနားထောင်ရမယ်ဖူးငုံအသားကြီးခေါ်လို့မရရင်တော့ရတဲ့နေနဲ့ခေါ်ရမယ်စုံမကြီးကငါတို့ကိုတိုက်ခိုက်ရင်သူ့တေကိုယ်စီပြန်ပြီးတိုက်ခိုက်ရမယ်ဘလို့လဲညင်အောင်လို့တိုက်မယ်ညာယာကြီးတစ္ဆာကများသည်လက်လက်များကိုကင်ဆောင်ထားသည်ဖြင့်သွေးကြွနေကြပြီတမ်းမြိုင်အော်ရဲကသူတို့မြင်မြတက်တီကောင်းချောင်းကိုကျွေးကြော်လို့နေသည် ဒေါနာသူတို့ဒီခက်မြက်မြက်ဖြင့်ဂျီရိုတင်ကြီး channel တို့ဝင်ရန်ဟန်ပြင်လိုက်သည်သူတို့ဒီ channel တွင်သို့ဝင်လိုက်ပြီးနောက်ရှေ့ဆုံးမှဝင်လိုက်သူသည်ချန်ဤအလဲတွင်ရှိသောအိမ်လေးသို့လက်ညှိုးညွှန်များကအတန်တုံတုံရင်ရင်ဖြင့်စကားဆိုလိုက်လေသည်ဟိုမှာမျက်လုံးမျက်လုံးထိုသူလက်ညှိုးထိုးပြသည့်နေရာကိုကြည့်လိုက်သည့်အခါအမောင်ရဲတဲတွင်မိကြီးကဲနှစ်ခုလင်းနေသည့်အလားထင်ရှားနေသည့်မျက်လုံးတစ်စုံသည်သူတို့အနားသို့တရွရွလာနေသည်ကိုလှမ်းမြင်လိုက်ရလေသည်အာလုံးကြောက်စိတ်များကြီးစိုးသွားပြီးကြက်တီသေးသွားသည်ဖြင့်ခေါင်းဆောင်ဖြစ်သူသည်အတန်ခတ်မှမှာဖြင့်အမိန်ပေးလာလေသည်ဟဲ့အောင် မိတို့နဲ့လှန့်ပြမရရင်ဓာတ်နဲ့ခုတ်ကွာစုံမရင်ကိုလာမတော့ဒီလောက်နောက်ဆက်တော့ရှိမှာပဲမင်းတို့မသိဘူးလားသိတယ်ချမယ်ဗျာမကြောက်နဲ့ရှေ့တို့ကြမြာယာဤတစ္ဆာကံတပင်းများသည့်ကြောက်လန့်နေရမှာသတိပြန်ကပ်လာပြီးတချို့သောသူများသည့်သူတို့လက်ထက်ရှိမိတို့များဖြင့်သူတို့မြင်နေရသောမျက်လုံးတစ်စုံအားလှမ်းပြလိုက်ကြသည်သူတို့ပြလိုက်သည့်မိတို့၏အလင်းရောင်အောင်တွင်တော့တကုံလုံးနတ်မောင်နေပြီးအခါလေသားနှစ်ပေါက်တစ်ကောင်လောက်ရှိသည့်ကျက်တင်တဲ့ကောင်အားလှမ်းတွေ့လိုက်ရသည်သူတို့လည်းမိရောင်အောင်မှမြင်လိုက်ရတဲ့ကျက်တင်တဲ့ကိုမြင်ကအံ့ဩသွားပြီးခေါင်းဆောင်ဖြစ်သူအားမေးမြန်းလိုက်လေသည် ကိုယောင်ကျို့ကျို့တို့ဘယ်လိုလုပ်ရမလဲပြစ်စရာလည်းဘာမှမပါခဲ့ဘူးဟုတ်တယ်ကျက်တိကြီးပြဘယ်လိုလုပ်ရမလဲထိုးကားဝင်းအောင်ဦးအမိရသောခေါင်းဆောင်လို့သူဒီတက်ပြင်းတစ်ချက်ချလိုက်ပြီကျက်တိတကောင်လောက်ကငါတို့ဆယ်ယောက်လောက်ကိုကိုးနိုင်မလဲလားကွာရှေ့တို့ကြဓာတ်နဲ့သာခုတ်ကွာခေါင်းဆောင်ဤစကားကြောင့်ကြံတော်သူများသည်ရှေ့သို့တိုးလာလေသည်ထိုးကားမဲနေနေတဲ့ကျက်တိကြီးသည်ခေါင်းကိုခါရမ်းလိုက်ပြီသူတို့နီးတူရှေ့တို့လာတဲ့အချိန်မှာတော့တကောင်မှနှစ်ကောင်အဖြစ်သို့ပြောင်းလဲသွားကထိုးကောင်မှဆက်၍ခေါင်းခါလိုက်သည်နှင့်နောက်ထပ်တကောင် ဤသို့ဖြင့်အကောင်များဆင်းဘွားကဆယ်ကောင်များဖြစ်လာသည်ဖြင့်မြရာကြီးတပည့်များရှေ့မတိုးရတော့ပြီဘိုးကခေါင်းဆောင်ဖြစ်သူသည်ရှေ့မတိုးရသောတပည့်များကိုဆဲဆိုကရှေ့တက်သွားခြင်းကျတဲ့ကောင်မှလွှားကနေဆိုသလိုသူ့ရှိကိုရောက်ရှိလာပြီးကို့အားကိုက်ခဲတော့မင်ဟန်ပြုတ်ပြီးမှမလို့တော့ပဲရင်ဘက်အားကိုချစ်လျာအင်ကြီးများစုပ်ပြဲပြီးရင်ဘက်များပုံးပဲ့ကုန်လေသည်အချင်းနေမကောင်းမှန်းသိတဲ့ဖြင့်မြာယာကြီးတစ္ဆာကန်တပည့်များသည်လည်းသူတို့၏ခေါင်းဆောင်ဝင်းအောင်ကိုခေါ်ယူကာထွက်ပြေးသွားလျော်သည်တာရီသည်တင်းမြင်ွေထိုင်နေရာမှထားရလိုက်ပြီးအိမ်လေးအပြင်တွင်ကျဲလောင်းသောအော်ဟစ်ရေမောနေသည့်ကြီးတော်၏နားသို့လိုက်သွားလေသည် သူ့အမြင်ဒီနင်းဂျီရော်ဒင်ကြီးဒီရေမောနေတာကိုရက်လိုက်ပြီမောင်ရင်ကိုတခင်မဘာလို့ကြားစိုးရအောင်ခေါ်ခဲ့လဲဆိုတာဂျီရော်သိပြီကဲကဲကဲမောင်ရင်သိတော့တယ်အဲဒါနဲ့ဟိုကောင်ကိုကြိုက်တယ်မယ်ကြံပြီးမှဘာလို့မတက်တာလဲဂျီရော်ကျောက်ကလူသက်ချင်လို့ဒီပညာကိုသင်ခဲ့တာမဟုတ်ဘူးလေအေးပါအေးပါထားလိုက်အိမ်မပြန်သွားရအောင်မင်းနမမင်းတို့ထမင်းပြင်းမင်းနေတယ်ဟုတ်ကဲ့ဂျီရော်ဒါနဲ့ကျောက်ဒီကိုရောက်နေတာမျက်ရမသိသေးဘူးအဲ့တော့ကျောက်ရှိနေတယ်လို့ထင်မှာမဟုတ်ဘူးယဒီကောင်ဒီကိုရောက်လာတော့တယ်လာမှာစိတ်ချ ီကောင်ကကြီးတော်ကိုတက်ပြီးကြီးတော်ရဲ့မြေကိုလိုချင်နေတာညရဆိုတဲ့တနာယူကဆုံးပြူရီယိုကြီးရှာနေတာဟုတ်တယ်ကျုံးမိတ်ဆွေတို့တော့ဒီကောင်ဖမ်းဖို့လုပ်သေးတယ်ကဲကဲကဲမင်းတို့လည်းပင်မနေရောပေါ့လာလာအိမ်တော်သွားပြီးသမင်းစားကြအောင်ကြီးတော်တင်ကြီးဦးဆောင်ပြီးရှေးတုန်းမှာအိမ်တော်တို့တက်သွားလေသည်အိမ်တော်ရင်တော့ဖူးငုံနေငပေတို့သမင်းစားရံအတွက်ပြင်ဆင်ပြီးဖြစ်နေသည်ဖူးငုံဒီတားဟေးဟာပြုံးပြပြီကုတိုင်းလာလေသမင်းစားရအောင်ဟုတ်ကဲ့ညီမလေး ။တာရေးထိုင်လိုက်သည်နှင့်ဘုံကောင်မှတာရေးစားမိပကံတဲ့သို့ဟင်းနဲ့ထမင်းများထည့်ပေးလေသည်။ထိုချင်းရာကြောင့်ငပင်းင်းကြီးတော်တင်ချိန်မှာဘုံကောင်အားငေးကြည့်နေပါလေတော့သည်။မရိုင်းလိုက်ကြကွာ။မင်းတို့ကောင်တွေဆဲရောက်သွားတာစုံးမနာကောင်မနိုင်ခဲ့ဘူးလို့ပဲ။ကျိုးတို့မသေးတာပဲကန်ကောင်းနေဆရာမရရ။ဒေါ်သားမကွာ။စုံးမနာကောင်ကမင်းတို့ဆဲရောက်ကိုဘလို့တန်နိုင်မှာလဲ။ဟိုချက်တိတွေကမျက်လဲပြနေရမဟုတ်ဘူးဆရာမရရ။ကျိုးရင်မကဒံရရီကိုပဲကြည့်လေဝေအောင်သည်သူ့ရင်မမစက်တိကုတ်ထားသည့်ဒံရများကိုပြလိုက်ပြီးစကားဆိုလိုက်သည ဒေါကမြရသည်ဒံရများကိုကြည့်လိုက်ပြီဆုံးတယောက်ကမင်းတို့ဒီလောက်ထိကန်းအောင်တိုက်နိုင်တယ်ဟုတ်လားမင်းတို့အဲ့ဒီဆုံးမှာတိုက်တာရောတေချာရဲ့လားတေချာရဲ့ဆရာမြရကျုပ်တို့ပြေတော့ तू ကနောက်ကနေဟားတိုက်ရည်နေဟာဗျမြရတယောက်ပြင်းတော်ပြင်းကြီးအင်ကြီးခေါင်းရင်းငန်းတွင်တင်းမြင့်ငွေထိုင်၍စဉ်းစားလိုနေသည်သူ့ရဲ့ရှေ့တွင်တော့တပည့်ဖြစ်သူများထိုင်နေကြသည်ဒေါတော်မြရသည်အလေးနဲ့စဉ်းစားလိုက်ပြီကဲနောက်နေ့လောက်ဝင်နေငါကိုယ်တိုင်အဲ့ဒီ channel ကိုသွားမယ်ဖူးငုံဆိုတဲ့ကောင်မလေးကိုရမှာဖြစ်မှာ ပြီးတော့မင်းတို့ကောင်တွေကိုငါတခုခိုင်းမယ်။ထမ်းမင်းကောင်ကလင်းရွယ်ဆိုတဲ့ကောင်မလေးကိုလည်းရအောင်ခေါ်မယ်။ကြားလား။ဟုတ်ဟုတ်ကဲ့ဆရာ။မြန်ဟာဒီဆုံးပြုံမလေးများဖမ်းဆီးရင်ကြံစီနေသည်ဖြစ်ပြီးလာဝင်ညာရင်ကြီးတော်ဒေါ်ရင်ကြီးအိမ်တို့သွားရောက်ပြီးသူ့အကြောင်းကိုပြသမည်ဟုစိတ်ပိုင်းဖြတ်လိုက်လျော်သည်။တိုင်းနေကဝေပြန်ခင်မီအပိုင်းနှစ်ကတော့ဤတွင်နှီးကုန်းချုပ်ပါပြီ။ဆလတင်ဆက်ပေးတော့မယ်။တာအင်းညကဝေပြန်ခင်မီအပိုင်းတုံးကလည်းနားစင်ခန်းစားပေးပါအောင်လို့ပြောကြရင်ဒီနေ့စီစဉ်ရနေနှုတ်ဆက်လိုက်ပါရစေ။ကျွန်တော်တို့တင်ဆက်သူဂျင်းမဲဖြစ်ပါရစေ။